မင်္ဂလာပါသုမိတာစုများကိုဒီညတော့ကျမအဲသေးပေါ်မှာရှိတဲ့ရစ်ပလင်အကြောင်းကိုကျမတို့အတူတူကလေ့လာဖို့ဖြစ်ပါတယ်ကျေဝါရစ်ပလင်အကြောင်းကိုကျမတို့အတူတူကလေ့လာရအောင်အဲ့ဒီအကြောင်းအရာများကို ထွက်မြောက်ရအခန်းကြီး25ကနေထွက်မြောက်ရအခန်းကြီး40ထိပါတဲ့အကြောင်းအရာတွေဖြစ်ပါတယ်လို့ကျမပြောချင်ပါတယ် ကျဲဝါရစ်ပလင်အကြောင်းကိုဒီမနက်ကအော်မနေ့ကညနေပိုင်းကကျမက၅မျိုးအကြောင်းကိုပြောပြီးသူရင်းပြကစလေနော်အင်တုံအဲ့ဒီလင်ပန်အဲ့ဒါကြီးပြောပြီးပြီအခုအဲ့ဒီရစ်ပလင်ကြီးကဘယ်လိုလုပ်တယ်လဲဆိုတာကိုပြန်ပြောသွားမှာဖြစ်ပါတယ်ကျမ၄ချက်ကိုပြောမှာဖြစ်ပါတယ်ဒီညနေနံပါတ်1အနေနဲ့ကျဲဝါရစ်ပလင်အကြောင်းကိုကျမပြောမှာဖြစ်ပါတယ်ကြားရလားကြားရတယ်နော် မိုက်ကလေးတွေပိတ်ထားမလို့နော်အဲ့တော့ကျဲဝါရစ်ပလင်ရဲ့တည်နေရာကအဲအဲ့ဒီတကားဝရဲ့တက်တက်ဖြစ်တယ်အဲတဲတော်ရဲ့တကဝတက်တက်အပေါက်တက်တက်မှာရှိတာဖြစ်ပါတယ်အတွင်းတက်တက်မှာတည်ရှိတာဖြစ်ပါတယ်အဲ့ဒီကျဲဝါရစ်ပလင်ကြီးကအချီးမဆုံးရပေါ်တော့အလုတ်ကိုလုတ်ရတာဖြစ်တယ်သူကကြီးမဆုံးပစ္စည်းဖြစ်တယ်အဲ့ဒီတဲတော်ထဲမှာနော် အများဆုံးတော့အမှုကိုလုပ်ရတဲ့နေရာဖြစ်ပါတယ်လို့ကျွန်မပြောချင်ပါတယ်အဲသူအမှုဟာဘာအမှုဒီလဲဆိုလူသားအလုံးရဲ့စိတ်ဝိညာဉ်ခန္ဓာအာအဲ့ဒါနဲ့ဆိုင်တဲ့စိတ်ဝိညာဉ်ခန္ဓာနဲ့ဆိုင်တဲ့အရာအလုံးကိုအရာရှိတမြောက်ကိုလုပ်ဆောင်ပေးတဲ့နေရာလေးဖြစ်တယ်လို့ပြောချင်တယ်တခါပြန်ပြောမယ်အဲ့ဒီဂျေဝါယိပလင်ဒီဂျေဝါယိပလင်ဒီ သေးတော်တွင်အကြီးမားဆုံးသောပစ္စည်းဖြစ်တဲ့အလျောက်ပဲအများဆုံးသောအမှုကိုလုဆောင်ရတဲ့နေရာဖြစ်ပါတယ်။ဘာအမှုဒီလေးဆိုလူသားတွေရဲ့စိတ်ဝိညာဉ်ခန္ဓာ၃ပိုင်းစလုံးမှာအာရှိသည်မအရာကိုဟိုလုဆောင်ပေးတဲ့နေရာဖြစ်တယ်။ခရစ်တော်ရဲ့လုဆောင်မှုများကဘလို့ဖြစ်ခဲ့လဲဆို တလုံးကလုံးမှာရှိတဲ့လူသားများတွေများကြီးအတွက်ကိုပေါ့နော်ဒီလိုရှိတဲ့မြတ်ကိုပေးရအတွက်သူကလှုပ်ဆောင်တဲ့ပလင်ဖြစ်ပါလေလို့ပြောရှင်တယ်တလုံးကလုံးကိုရှိတဲ့လူအချစ်ရှိတဲ့မြတ်ကိုပေးရအတွက်လှုပ်ဆောင်တဲ့ပလင်လေဖြစ်ပါတယ်လို့ကျွန်မပြောရှင်တယ်အဲ့ဒီရပလင်ဒီအကြီးမားဆုံးဝင်ကိုအဲ အကြာဆုံးထမ်းပေးရတဲ့နေရာလေးဖြစ်တယ်။အကြီးမားဆုံးဝင်ကိုအကြာကြီးထမ်းရတဲ့နေရာလေးဖြစ်ပါသေးလို့ပြောချင်ပါတယ်။ခရစ်တော်ကလည်းကျွန်ုပ်တို့အတွက်ပေါ့နော်အပြစ်ရှိသမျှကိုယူတင်ပေးတည်တာမကယူတင်သွားယူတင်မကယုံကြည်သူအယောက်ချင်းစီရဲ့ပေါ့နော်ခံစားနေရတဲ့ အဲခံစားနေရတဲ့စိရဒုက္ခပေါ့နော်အခက်ခဲပြဿနာအမျိုးမျိုးကိုဖြေရှင်းပေးတာကဒီနေ့ယနေ့တိုင်အောင်သူကလှုပ်ဆောင်ပေးနေတယ်ဆိုတာကိုဒီထဲမှာဖော်ပြနေတာဖြစ်ပါလေလို့ပြောချင်တယ်နော်အမ်ပြီးတော့မိမိအထင်နဲ့မိမိအထင်နဲ့ကြံစီပြီးတော့လှုပ်ဆောင်ခြင်းအဖြစ်ဘုရားခင်ချမ်းချင်းကလို့ဘယ်တော့မှမရဘူးနော်ဘယ်တော့မှမရဘူး အဲတေးတော့ကတကပေါက်တပေါက်ပဲရှိတယ်။တန်ရှင်းရဌာနအတန်ရှင်းဆုံးဌာနမှာဘုရားသခင်ကျင့်ကုန်တဲ့အခါမှာဒီတေးတို့တပေါက်ချီရပြေကိုလူရတယ်။တခြားမို့တခြားလမ်းမရှိဘူးဘုရားသခင်စီနဲ့တွေ့နိုင်တဲ့လမ်းကတခြားမို့လူဟာမိမိရဲ့အထင်နဲ့မိမိရဲ့ကြံစီလှုပ်ဆောင်မှုကကောင်းပေမဲ့လေဘုရားသခင်စီမှာချင်းကပ်လို့လူသားတွေရဲ့အကြံစီအထင်နဲ့လုံးဝဝင်ရောက်လို့မရနိုင်ဘူးလို့ကျွန်မရှင်းရှင်းကလေးပဲ ရိုးချင်တာဖြစ်ပါတယ်။ဖရာသခင်ထံမှာချင်းကလူတိုင်းလူသူတိုင်းဒီဖရာပြောတဲ့နိလန်တိုင်းလာမတက်လေဖရာသခင်ထံမှာဝင်ရောက်ပြီးတော့ကျမတို့ကအတူတူကဖရာသခင်နဲ့တွေ့နိုင်မှာဖြစ်ပါတယ်လို့ပြောချင်တယ်။မိမိရဲ့အကြံစီအချင်နဲ့လာလို့မရဘူး။ ဖျားတခင်စီမှာချင်းကတ်ချင်းတော့တူဒီဖျားပြောတဲ့နီလန်းအတိုင်းလာမတာလင်ဒီဒီချင်းကတ်လို့ရတယ်ဝင်ရောက်လို့ရတယ်မိထာရဖွဲ့လို့ရတာဖြစ်ပါတယ်လို့ပြောချင်တယ်အဲဒီဖျားတခင်စီမှာဝင်လာမဲ့သူတွေပထမအဦးဆုံးလုပ်ရမဲ့အလုတ်ကကျဲဝါရစ်ပလင်အလုတ်ပဲဖြစ်ပါတယ်။နေရာနဲ့အလုတ်ကကျဲဝါရစ်ပလင်ဖြစ်တယ် ပထမအုပ်ဆုံးဘုရားသခင်စီမှာချင်းကပ်လာမဲ့သူတိုင်းပထမအုပ်ဆုံးအလုပ်လုပ်ရမဲ့နေရာနဲ့အလုပ်ကကျေးဝရစ်ပလီမှာဖြစ်တယ်။ဘာကြောင့်လဲဆိုကျေးဝရစ်ပလီကခဏနေကျွန်မပြောသွားမယ်နော်။အသွေးသွင်းတဲ့နေရာအပြစ်ဖြေတဲ့နေရာဖြစ်တဲ့အတွက်ဒီကျေးဝရစ်ပလီကအသက်ဆက်သေးရနေရာလို့အဓိပ္ပာယ်ရတာဖြစ်ပါတယ်။နော်ကြည်ဝရစ်ပလင်ရဲ့အတိတ်ကအသက်စသေးရအရလို့ခေါ်ပါတယ်လို့ပြောခြင်းတယ် အဲ့ဒီရစ်ပလင်အင်ဒီအပြစ်ရှိတဲ့လူသားအားလုံးအတွက်ကုစားအတိခံပေးပြီးတော့အသွေးကိုတွန်းလောင်းပြခဲ့တာဖြစ်တယ်အပြစ်ရဲ့အခသေးချင်းမှာဒီနေ့ဘုရားသခင်ကလာလူသူတိုင်းအပြစ်ရှိသူအားလုံးအတွက်ကိုသူကယေရှုခရစ်ကအနာစာမရှိအပြစ်မရှိ သရစ်ဆန်ဒီအတိခံပေးကေတုဒီနေ့တမတိမှာလဲခရစ်တော်ကကျမတို့ကိုအတိတွန်းလောင်းပေးခဲ့တဲ့နေရာဖြစ်တယ်အဲ့ဒီယပလင်ဒီကတဲ့ကိုပုံဆောင်တာဖြစ်တယ်လို့ပြောချင်တယ်နော်။ဒါကြောင့်မို့အဲ့ဒီနေရာမှာဖျားနဲ့မိထာရ ြုတ်ဖို့ရာအတွက်သတိဆန်တွေအပြစ်မပါအပြစ်မဲ့ပေါ့နော်အနာစာမရှိတဲ့သတိဆန်တွေကအသွေးသွန်းအသေးခံပေးချားပြည့်အပြစ်လွတ်ခြင်းကိုခံစားရပြီးတော့လူကဘုရားသခင်စီမှာချင်းကလို့ရတာဖြစ်ပါတယ်လို့ပြောခြင်းတယ်ဒီနေ့ခရစ်တော်ဒီလေအပြစ်မဲ့တော့တိုးတငယ်ဖြစ်ပါတယ်နော်အသေးခံခြင်းအပြစ်လူသားများအာ ားလုံးအတွက်မိမိကိုယ်တိုင်ပေါ့နော်အသက်ကိုစသေးပြီးတော့ကျွန်တော်တို့ကျမတို့အဲယုံကြည်သူတိုင်းကိုခမဲတော်နဲ့မိထာရဖွဲ့ဖို့ရအတွက်ကိုဒီနေ့အဲလှုပ်ဆောင်ပေးတယ်ဆိုတာကိုကျမပြောချင်တာဖြစ်ပါတယ်အဲဒီကျေဝါရစ်ပလင်ရဲ့အလျာအနာအတောင်အမြင့်ဒီကကျမပြောပြီးပြီဖြစ်ပါတယ်လို့ပြောချင်တယ်ကပ္ပဦး24ကိုကျမတို့ကြည်တဲ့အခါမှာ ခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးတဆူကအမြဲတမ်းကျမတို့ရဲ့ကေတင်ရှင်အလုတ်ပေါ့နော်လူမြောက်ချင်းချီတော်ချင်းရှိသည်မြတေရှိလက်ထက်ကလူမြောက်ကိုရအတွက်အတူတကွအလုတ်လုပ်နေတယ်ဆိုတာကိုဒီနေ့ကဘာဦး24မှာကျမပုံဆောင်ချက်တင်နဲ့ပြောသွားမှာဖြစ်ပါတယ်အာဗရာဟန်ဒီခမဲတော်ကိုပုံဆောင်တယ်ဣသတ်တီတားကိုပုံဆောင်တယ် အဲ့ဒီအဲမှာရှိတဲ့သူတို့ရဲ့အခိုင်းနဲ့စိတ်ရဲကတန်ရှင်းတော့ဝိညာဉ်တော်ကိုပုံဆောင်တယ်ရဘက်ခာဒီတပားအမျိုးသားကိုပုံဆောင်တယ်အာဗရာဟန်ဒီခမဲတော်ကိုပုံဆောင်တယ်ဒါအစ်စစ်ဒီဒါတော်ယေရှုခရစ်ကိုပုံဆောင်တယ်စိတ်ရဲဒီတန်ရှင်းတော့ဝိညာဉ်တော်ဖျားကိုပုံဆောင်တယ်ရဘက်ခာဒီတပားအမျိုးသားကိုပုံဆောင်တယ် ခမဲတော်ဒီတာအိဇအတွက်တပါအမျိုးသားဖြစ်တဲ့ရဘက်ခါကိုအဲယူဖို့ရအတွက်စေရဲကိုဆေလွတ်တယ်။တန်ရှင်တော်ဝိညာဉ်တော်ဟာဒီနေ့ကျွန်တော်တို့ဂျမတို့ကိုအဲခရစ်တော်တိုးတာနဲ့လက်ထပ်ဖို့ရယုံကြည်သူများကိုဒီနေ့အဲသူကအဲခေါ်ယူခြင်းအလို့ကိုဒီနေ့လုဆောင်တယ်။တန်ရှင်တော်ဝိညာဉ်တော်ကလုဆောင်တယ်ဆိုတာကိုဒီနေ့၃ပါးတစုတပါးမျိုးသားနဲ့ ပေါ့နော်ဒီဒီလူမြောက်ချင်းအရာကိုရရှိဖို့ရအတွက်လှူဆောင်တဲ့အကြောင်းကိုကပ္ပဥ24မှာကျမတို့အဲဒီစည်ရဲလှူဆောင်တဲ့အလို့ခမဲအပရာခံလှူဆောင်တဲ့အလို့အဲဣဆတ်လှူဆောင်တဲ့အလို့ကို ကြည့်လို့ရှိရင်ကျမတို့ခမဲတော့တားတော့တန်ရှင်တော့ဝိညာဉ်တော့၃ပါးတစုအတူတူအလုပ်လုပ်တဲ့ပုံစံချက်လေးတွေကိုကျမတို့နားလေသွားမှဖြစ်ပါသေးလို့ကျမပြောချင်ပါတယ်။ယုံကြည်သူတိုင်းအပြစ်လွတ်ခြင်းကိုခံစားရဖို့ရအတွက်ခရစ်တော်ကအသေးခံပေးကြောင်း၊ရှားဝရတကူရရှိခြင်း၊ဖရာတခင်ရဲ့မိသားစုအဝင်ဖြစ်ခြင်း၊ဖရာတခင်ရဲ့မိထာရဖွဲ့ခြင်း 但心心切切心，刚几年个看啥也是亏了的呢，没太没坦白看啥也拉皮巴嘞，得看偏表面。哎，看到的秘密啊，必须的面对故事啊得看白的看嘛，用基督人的啊，别入侵个看啥也提他们个，他乌拉啊得个也是的，别的企业米大叔啊问皮的，别的企业没查拉坏的。 但心情不卡啥呀的，心结情不卡啥呀的，刚起明个啦的卡啥亏我的呢？看到阿片芝麻肉的接话一不灵，看到家庭的哥阿片芝麻肉个也是的，琵琶的了芝麻，那么的诶一不灵，讲过你个文案啰嗦起那琵琶的，那么你。အဲ့ဒီကျေဝရစ်ပလင်ထဲမှာကျေဝကွန်းနဲ့တဘိုးထန်းတဲ့အရာ တော့ကွိနဲ့တဘိုးကိုတွေ့ရတာဖြစ်ပါတယ်။ကျဲဝါရစ်ပလင်ကိုသေဆောင်တဲ့အခါမှာပေါ့နော်ဒီကျဲဝါကွိထဲမှာတဘိုးကိုရှိုးပြီးတော့အဲ့ဒီကျဲဝါရစ်ပလင်ကိုသေဆောင်သွားတာဖြစ်ပါတယ်။အဲ့ဒီကျဲဝါရစ်ပလင်ကြီးဟာယေရှုခရစ်ရဲ့အပိလူချင်းကျေးဇူးတော်ကားတိုင်ကိုပုံဆောင်နေတာဖြစ်တယ်။ ခြေဝရစ်ပလင်ဒီကားတဲ့ကိုပုံဆောင်တဲ့ရစ်ကောင်ဒီယေရှုခရစ်ကိုပုံဆောင်တယ်ကျွန်မခဏခဏပြောပြပြဖြစ်တယ်ဒီခြေဝရစ်ပလင်ကြီးကိုထမ်းပြီးတော့တွားနေတာကြီးကယေရှုခရစ်ဒီအပြစ်လွတ်ခြင်းကိုခံစားရဖို့ရအတွက်ကားတဲ့ကိုထမ်းခြင်းကားတဲ့တရားကို ပုံဆောင်နေတာဖြစ်ပါသေးလို့ပြောခြင်းလောကီနိုင်ငံအယက်ရက်တို့ဝေနေလက်တတဝါအားဝမ်းမြုပ်ပွေတဲ့ဒီကိုပြောဆိုတယ်လို့ပဲဒီကားတိုင်ကြီးဒီကျေဝါရစ်ပလင်ကြီးကိုထမ်းနေတာကလည်းဒီနေ့အဲဝင်ကလေးတရားကိုစင်ပါတော့အရာကိုလည်းပုံဆောင်နေတာဖြစ်ပါသေးလို့ပြောခြင်းအဲဝင်ကလေးတရားကိုကြားသိတော်သူတိုင်းဒီအပစ် ဒါမှအပြစ်လွတ်ခြင်းကိုခံစားရသည်ဒါမကအခုဘဝကာလ၌ကောတော်၎င်းထာဝရကာလ၌တော်၎င်းအဲလူမြောက်ခြင်းကိုခံစားရလျက်ဖယားသခင်ကိုချီးမွန်ကိုးကွယ်နေတဲ့အခွင့်ကိုဒီနေ့ခံစားရတာဖြစ်တယ်ကျမအဲအချက်ကိုပြန်ပြောပါမယ်ကျေဝါရစ်ပလင်ရဲ့ queen နော်탄데 queen နဲ့တပိုးအကြောင်းကိုကျွန်မပြောချင်တယ်ဒါကအကြီးမားဆုံးအလို့ခရစ်တော်ကိုပုံဆောင်တယ်탄ပြီးသွားရတယ်ကားတိုင်တရားကိုတွားနေတာ ਨੇ တူရဲကျွန်တော်တို့ကျမတို့လည်းဒီအပြစ်ဖြစ်ချင်းရစ်ပလင်ကိုထမ်းတွားခြင်းကအဲဝင်ကယ်လီလုဆောင်ခြင်းကိုဒီနေ့ပုံဖော်တယ်ဆိုတာကိုပြောချင်တာဖြစ်ပါတယ်။နံပါတ်3အနေနဲ့ရစ်ပလင်ပေါ်မှာရှိတဲ့ကျေးဝါပြအဲ့ဒီရစ ပလင်ချဲမှာရှိတဲ့ကျေးဝါပြားကိုကျမအဲပြုတ်ပြီးပြီဖြစ်တယ်ဒါကတောလီယာကျာအာအခန်းကြီး16ထဲမှာပါတဲ့အရာလူနေရနဲ့90ကျေးဝါလင်ပန်းနေနဲ့ဖျားရှင်စီမှာရက်တယ်သူတို့ကအိမတန်အဲတောလံပုံကနဲ့အုပ်စုဖြစ်တဲ့အကြောင်းကိုဒီနေ့အဲတောလီယာ16မှာလဲဖော်ပြထားတာတွေ့ရပါတယ်အဲ့ဒီ အကြောင်းအရာကိုထွက်မြောက်ရအခန်းကြီး29ထဲမှာလဲအဖော်ပြထားတာတွေ့ရပါတယ်အချေးဝပြားကအပူဇံကိုအယံခံနိုင်တာဖြစ်တယ်အလူဟာမတန့်ရှင်းဘူးတန့်ရှင်းတဲ့ဘုရားသခင်နဲ့မိထာရဖွဲ့နိုင်ရတန့်ရှင်းစင်ကြယ်စေရဒီချေးဝအဲပြားထဲမှာရစ်ကောင်တင်ရတာဖြစ်ပါတယ်အဲ့ဒါကဘာကိုပုံဆောင်တယ်လေဆိုရင် အပိလုချင်းနဲ့အပိစေကြောချင်းနှစ်ပိုင်းအပိလုချင်းနဲ့အပိစေကြောချင်းနှစ်ပိုင်းကိုလှုပ်ဆောင်ခဲ့တဲ့ခရစ်တော်ကနော်အဲ့ဒါကိုပုံဆောင်တာဖြစ်တယ်တိုးတငယ်အပေါ်မှာအပိကိုတင်တဲ့ခါမှာတိုးတငယ်ကအပိရစ်ပလင်ကျေဝါပြားပေါ်မှာတင်လိုက်တဲ့ခါဖယားတကီရဲ့စီရင်ခြင်းအမြတ်အမြတ်တော်မိကအဲ့ဒီပေါ်မှာကြာရောက်ပြီးတော့လောင်ကျွမ်းသွားတာဖြစ်တယ်ဒါပေမဲ့ ခြေဝါပြားကမလောင်ဘူးအပူဒဏ်ခံနိုင်တယ်ယေရှုခရစ်ဒီလဲလဝါကတိုင်မှာအသေးခံတဲ့အခါမှာကပါတဝမ်းလုံးရဲ့အပြစ်ကိုသူ့အပေါ်တင်လိုက်တယ်။အိုအဖအဖဤခွက်ကလွန်နိုင်တွင်ပါစေ။သူ့တို့လေအကျွန်ုပ်အလိုမဖြစ်ပါနဲ့အဖအလိုတိုင်းဖြစ်ပါစေ။သူ့အပေါ်မှာအပြစ်ကိုတင်လိုက်တဲ့အခါမှာပေါ့နော်။အဲ တကယ်ပဲကျဲဝါမွေရုပ်ကေတို့เออผิดตัวเลยปอเนาะตูก็เอยจี้วามวยยกเกะโตอปูเจียนกูคันနိုင်တယ်เอจี้วาပြားဟာခစ်တော်ဘုရားရဲ့အမြတ်တော်ခံနိုင်တယ်ခစ်တော်ပုံဆောင်တယ်ဆိုတော့ကျွန်မတခါပြောပြီးပြီဖြစ်ပါတယ်เนาะတခါတော့မကတော့ခဏခဏပြောပြီးပြီးတော့ဒီဣတေလလူမျိုးတွေဟာဘုရားကိုပုံကန်တဲ့အခါမှာ အာမိမွေတွေကြိုက်တာလေမိမွေအဲ့ဒီကြောင့်ကျမပြောပြပြလေကေတင်ရှင်နော်မိမွေကြိုက်တဲ့အခါမှာမိမွေကြိုက်ခြင်းအဖြစ်လူမြောက်ပွေရာဘာလုပ်တယ်လဲမောရှေကတောမှာအာကျေးဝါမွေရုပ်ကိုလုတ်စေတယ်အဲ့ဒါကိုကြီးရှုတဲ့သူတိုင်းကလူမြောက်တည်စေတယ်ယောဟန်အခန်းကြီး3အငယ်14ထဲမှာယေရှုကပြောလဲ တော်ထဲမှာမောရှိကမွေရုပ်ကိုမြုပ်ထားတဲ့ကိတော့မကြခင်လူသားတွေလည်းမြုပ်ထားခြင်းကိုခံရမယ်။အဲ့ဒီရခစ်တော်ကိုယုံကြည်တော်သူဒီသာဝရအပြစ်စင်ခြင်းကိုမခံရ။အဲသာဝရအပြစ်စင်ခြင်းမှာလူမြောက်တော်သူဖြစ်ပြီးသာဝရတဲ့ကိုရမယ်ဆိုတဲ့အကြောင်းပြောတယ်။အဲ့ဒီကျဲဘွားကဟိုးတော်လေရာ16ထဲမှာလူဖျားတခင်ကိုတော်လန်တဲ့လူတွေဖျားတခင်ရဲ့ရှေ့မှာတန်းစီပြီးရတဲ့နေရာ 50မီလောက်သွားပြီးတော့ဒီခြေဝပြချက်မယ်။ဒီဟာကဖျားတော်ရဲ့အမျက်ကိုခံနိုင်တဲ့ခြေဝပြားဟာခရစ်တော်ကိုပုံဆောင်တယ်။ခရစ်တော်ရဲ့စိတ်နေတဲ့ဘောဒါပုံဆောင်တယ်။အခုမောရှေမိမွေကိုက်ကိုက်တဲ့အချိန်မှာခြေဝမွေရုပ်ကိုထောင်တယ်။အဲ့ဒီခြေဝမွေရုပ်ကိတို့အဲယောဟန်ခန်းကြီးတို့အငယ်ဆက်လေးမှာခရစ်တော်ကလက်ဝါးကတ်တိုင်မှာ တကပလုံးရဲ့အပြစ်ကိုတင်လိုက်တဲ့အခါမွေရုပ်ကေတို့ကျွန်တော်တို့ကျမတို့ချင်းချင်းအမင်္ဂလာကိုသူကခံနေအပြစ်ချစ်သည်မသူပေါ်တင်တဲ့အခါမှာဒါပေမဲ့ရေဘုရားသခင်ကတားတော်ကိုစီရင်လိုက်တဲ့အခါမှာတားတော်ဒီဘုရားသခင်ရဲ့အမျက်တော်ခံနိုင်တဲ့စိတ်နေသဘောထားဒီခြေဝပြားမှာရေကောင်တည်တဲ့အခါမှာမိကြလာအမျက်တော်မိကြလာတဲ့အခါခြေဝပြားကခံနိုင်တယ်ရေကောင်ကမရှိတော့ဘူးအဲ့ဒါက ခရစ်တော်ရဲ့အမြတ်တော်ခံနိုင်တဲ့စိတ်နဲ့သဘောထားကိုပုံဆောင်တယ်ဆိုတာကျွန်မအချင်းချင်းပြောပြပြဖြစ်ပါတယ်အဲ့တော့ဒီနေ့ဖယားတခေရဲ့ရဲ့စကားကိုလူတွေကခံနိုင်စွမ်းမရှိပါဘူး။ဖယားစကားကိုအမြဲတမ်းဆန့်ကျင်ပဲပြုတဲ့အပြစ်သားတေမျိုးများကဒီနေ့ကျေဝလည်း အာမိမိကြိုက်တဲ့သူများနဲ့ပုံဆောင်ပါတယ်လို့ကျွန်မပြောချင်တယ်။ကျေးဝါငွေရုပ်ကဘုရားသခင်စီရင်ခြင်းအမြတ်တန်းလောင်းတဲ့ခါမှာဒီနေ့အင်းအင်းကျေးဝါငွေရုပ်ကတော့ယေရှုကအပြစ်ကိုသူ့ပေါ်မှာစီရင်လိုက်တဲ့ခါမှာခံနိုင်တဲ့အရာကဒီနေ့ခရစ်တော်ကျေးဝါဘုရားဒီခရစ်တော်ရဲ့စိတ်နဲ့တဘောသားကိုခံနိုင်ရရှိတယ်။အဲကျေးဝါဘုရားဒီဘုရားရဲ့အမြတ်တော်မိကိုခံနိုင်တဲ့ ေဆွမ်းမြေရှိတယ်လို့ယေရှုခရစ်တည်းလည်းအမျက်တော်ခံနိုင်တဲ့စိတ်နေတဘောသားကျေးဝါပြားသည်ခရစ်တော်ရဲ့စိတ်နေတဘောသားကိုပုံဆောင်တယ်လို့ရေးထားပါလို့ပြောချင်တယ်နော်အဲ့တော့ခရစ်တော်ကိုယုံကြည်တော်သူဒီစင်ချင်းမခံရသာဝရလူချင်းကိုခံစားရတာဖြစ်ပါတယ်ဒါကြောင့်ကျေးဝါပြားသည်ဒီနဲ့ခရစ်တော်ရဲ့အမျက်တော်ကိုခံနိုင်တဲ့စိတ်နေတဘောသားကိုပုံဆောင်တယ် ေဝပြာတိကျေဝရစ်ပလီမှာရစ်ကောက်တည်ပြီးဖျားအမြတ်တော်ချတဲ့အခါမှာဒီမိမလောက်ဘူးသူကခံနိုင်တယ်ကာတိုင်မှာယေရှုခရစ်တကဘာလို့အပြစ်ကိုတင်လိုက်တဲ့အခါမှာရဖျားတခင်စင်ချင်းခံတဲ့အခါမှာခရစ်တော်ဒီခံနိုင်တယ်သုံးရမြောက်ခါရှင်ပြန်ထမြောက်တယ်အဲ့ဒီအရာကသူ့ရဲ့စိတ်နေတဘောထားကိုပုံဆောင်ခြင်းဖြစ်ပါတယ်လို့ပြောချင်တယ်နော်နံပါတ်၄အနေနဲ့ကျွန်မပါကိုပြောချင်တယ်လေဆိုရင် ကျေဝါယိပလီမှာရှိတဲ့ဥจุပေါ့နော်ကျေဝါယိပလီတဲ့မှာရှိတဲ့ဥจุတခြားဘာလဒီကိုကိုကိုွယ်တဲ့ယိပလီတီတဲ့အဲယိပလီမှာဥจุမရှိဘူးသာဝရဖျားကိုကိုကိုွယ်တဲ့အဲတူဒီရဲ့ယိပူဆိုချင်းယိပလီဟာဥจุပါတယ်လို့ပြောချင်တယ်နော်ဒီဥจุဥจุပါရှိတဲ့သာဝရဖျားကိုကိုကိုွယ်တဲ့အခါမှာဒီ ဒီဥจุရှိတဲ့ရစ်ပလင်ကိုအဲပေါ့နော်ဒီဣတိလလူမျိုးတွေရဲ့ကိုယ်ွယ်တဲ့နေရာမှာရစ်ပူဆိုအဲခဲ့တဲ့ခါမှာဒီရစ်ပလင်ကဥจุပါတာတွေ့ရတယ်အဲ့ဒီကျဲဝါရစ်ပလင်ရဲ့ဥจุကပါလေဆိုရင်အဲ့ဒီမှာရစ်ပူဆိုမဲ့ရစ်ကောင်ကိုကျိုးနဲ့ခြိထားတဲ့နေရာဖြစ်ပါတယ်လို့ပြောချင်တယ်နော်အဲ့ဒီအကြောင်းအရာကိုထွက်မြောက်ရအခန်းကြီး26ထဲမှာ ပါတယ်အဲ့ဒီဥจุထဲမှာအဲ့ဒီရစ်ကောင်ရဲ့တွေးကိုထည့်ရတာဖြစ်ပါတယ်လို့ပြောချင်တယ်နော်ဒါကဒီနေ့အဲရစ်ကောင်ဥจุထဲမှာခြိထားတဲ့အဲ့ဒီပူဇော်မဲ့ရစ်ကိုလေပြင်သူ့ကိုတက်ပြီးရင်အဲ့ဒီတွေးကိုလည်းအဲ့ဒီအထဲမှာဥจุထဲမှာထည့်ရတာဖြစ်ပါတယ်ပြောချင်တာကဒီနေ့အဲရစ်ကောင်ဒီဥจุနဲ့ခြိထားတာ တွေ့ရတယ်လူသားဒီအားလုံးတို့လဝါကတ်ပိုင်ပေါ်မှာအတေခံရံအဲမိမိမိတာတော်အဖြစ်ဒီနေ့အဲကျမတို့ကိုပေါ့နော်အဲဒီတေချင်းကိုအပ်နိုင်မဲ့ခရစ်တော်ကိုခြိထားတဲ့ကဲ့သို့ဖယားတကြီးရဲ့မေတ္တာခမဲတော်ရဲ့မေတ္တာနဲ့ခမဲတော်ရဲ့မေတ္တာနဲ့တားတော်ကိုဒီနေရာခြိထားတဲ့ကဲ့သို့ ဒီနေ့လေကျွန်တော်တို့ကျမတို့တရားချင်းစီကိုဒီကေတင်ရှင်အဖြစ်ကျွန်တော်တို့ကျမတို့အားလုံးရဲ့တက်တာတွေလူအပေါင်းလွတ်မြောက်ဖို့ရာသာဝရဖျားရဲ့မေတ္တာတို့ဒီကျွန်တော်တို့ကျမတို့အဝေးကနဲ့တနာချင်းကိယူနာနဲ့ကျမတို့ကိုအာခြိထားတယ်ဆိုတာကိုတွေ့ရတာဖြစ်ပါတယ်မေတ္တာတော့ဖျားတခင်ကိုကျမတို့ကိုချစ်တဲ့မေတ္တာတော့အာမေတ္တာကျိုးပေါ့နော်အဲ့ဒါ 예단조신주수들로애디밑다네쇠코내래소라고ပုံဖော်ခြင်းပဲဖြစ်ပါတယ်လို့ပြောချင်တယ်เนาะဒီဥจุဟာကေတင်ချင်းစိတ်ချမှုကိုပုံဖော်တယ်ကေတင်ချင်းစိတ်ချမှုကိုပုံဖော်တယ် အဲ့ဒီစိတ်ချမှုဥจุတဲ့မှာချီးကိုချီတာလေဖရာသခင်ရဲ့မေတ္တာကြီးကျွန်တော်တို့ကျမတို့အနိုင်ထက်တွေးဆောင်တာဖြစ်တယ်ဘယ်တော့မှကပါကာလကုန်တိတာမကွာဘူးရှိတာဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီရစ်ပလင်ပေါ်မှာတေခံပေးတဲ့တိုးတငယ်ကေတုယေရှုခရစ်တင်ကျွန်တော်တို့ကျမတို့အတွက်အပြစ်လွတ်ခြင်းကိုခံစားပေးလှုပ်ဆောင်ပေးတဲ့အရာကကျမတို့ကစိတ်ချမှုရရှိဖို့ဖြစ်တယ်ဒီဥจุကနော် ခြိထားပေးတယ်လေနော်အဲ့တော့ကေတင်ချင်းကိုစိတ်ချမှုရရှိခြင်းအဲဖျားသခင်ရဲ့ပွဲကမဆတ်ခြင်းအဲ့ဒီအစွန်းတတိတကိုးကိုဒီနဲ့အဲဥจุကပြနေတာဖြစ်တယ်ဒီဥจุတဲမှာကျိုးကအရှိကြီးရစ်ကောင်ကိုသူလိုခြိထားတယ်ဒါကဒီရစ်ကောင်ရဲ့တွေးကိုဒီထဲမှာထဲရတယ်ဒါကခမဲတော်ဖျားရဲ့ချစ်ချင်းမေတ္တာနဲ့ ဒီနေရာမှာရစ်ကောင်းဆိုတဲ့အဲခရစ်တော်ကိုအသေးခံပေးဖို့ရအတွက်အဲသူ့ရဲ့မေတ္တာနဲ့အဲဒီနေ့ပို့ဆောင်တယ်ဆိုတာကိုဒီနေ့တွေ့ရတာဖြစ်ပါတယ်ယံပြီးပြီဆိုရင်ကျွန်တော်တို့ကျမတို့ယုံကြည်သူတိုင်းကိုလည်းအဲဒီဖရာသခင်ရဲ့ချစ်ချင်းမေတ္တာကဒီနေ့ 给近亲接触的呀，我看啥也不一样。对，今老路怎么都个吃苦你的，哎，吃苦你的，输的呀，我的呢，普遍的亲的批发的六表亲的，哎，你他妈其他的输的呀个，是差么不一样吧？给近亲是差么不一样多啦，龙龙皮路没要肉呢，哎嘛，其他的六表亲是差么个，那怎么路对，是差么不一样习惯了批发的。 ကွက်ကာမှုကိုလည်းဖြစ်စေတာဖြစ်သေးလို့ဒီနေ့ပြောချင်တယ်။ကျမတို့ဒီအရာတွေပေါ့နော်ဒီဥจุတဲ့ကကေတချစ်စစ်ချမှုနဲ့ကွယ်ကာမှုပေးတဲ့အစွမ်းအတ္တိတကူကိုဒီဥจุကကျမတို့ပြနေတာဖြစ်ပါတယ်။တစ်ရာအခန်းကြီး1နော်တစ်ရာအခန်းကြီး1အငယ်30ဗျာဒိတ်96ထဲကိုကျမတို့ရှင်ပြကြည့်တဲ့အခါမှာအဲရှောလမုန်မြင့်ကိုကြောက်ပြီးမှပြလာတဲ့အဒေါနီယာဟာ ်ရဲ့သူကပြီးတဲ့ရှုလူမျိုးကိုကြောက်ပြီးပြီးတာလေတတ်တော့မယ်ဆိုတော့အဲဒီကျဲဝါရစ်ပလီနဲ့ဥကျူတော့ကန်တဲ့ခါမှာသူကတေချင်းအန်ဒီရဲ့မှာကာကွယ်ပေးခြင်းလုံချုံမှုကိုဖြစ်တာဖြစ်တယ်။မာယွန်ချင်းဘောနဲ့တော့ကန်ရင်တော့အပြစ်စင်ချင်းခံရမှာဖြစ်တယ်။သူကတကယ်ပဲတေတန်ကနဲ့သူ့ကိုစီရင်ချင်းကနဲ့လွတ်မြောက်ဖို့ရတဲ့ပြီးပြီးဒီဥကျူကိုတော့ကန်တဲ့ခါမှာ ူကိုစီရင်ပိုင်ခွင့်မရှိဘူးလူမြောက်ခွင့်ခွင့်ကိုပေးခဲ့တာဖြစ်တယ်ဒါကဘာလဲဆိုဒီဥကျူကကျွန်တော်တို့ဂျမတို့အတွက်ကေတင်ချင်းကိုပေးတဲ့စိတ်ချမှုနဲ့ဂျမတို့ကိုကြွက်ကာပေးတဲ့အရာဂျမတို့ကိုလုံချုံမှုပေးတဲ့အရာဒီနေ့အစွမ်းလုံချုံမှုအစွမ်းကြွက်ကာမှုကိုအစွမ်းပေးတဲ့အရာကိုဒီနေ့ပေါ်ပြနေတဲ့အရာပဲဖြစ်ပါတယ်လို့ကျွန်မ ပြောရင်းနဲ့ညီကုံချုပ်တာပေါ့နော်300အခန်းကြီး1အခန်းကြီး2ဖျက်မြောက်ရ20ဒီထဲမှာဆက်ဖတ်လို့ရှင်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတိမှဖြစ်ပါတယ်ခြေဝါရစ်ပလင်ခြေဝါအဲခြေဝါဒီ link အကွင်းနဲ့တဘိုးခြေဝါရစ်ပလင်ပေါ်မှာရှိတဲ့ခြေဝါပြခြေဝါရစ်ပလင် ရက်တောက်မှာရှိတဲ့ဥจุဒီ၄ခုကိုကျွန်မပြောသွားတာဖြစ်တယ်။အဲ့ဒီ၄ခုစလုံးဟာကျွန်တော်တို့ကျမတို့အတွက်ခရစ်တော်ကလွတ်ဆောင်သွားတဲ့သူ့ရဲ့စိတ်နေသဘောထားကိုဒီနေ့ပေါ်ပြနေတာပဲဖြစ်ပါသေးလို့ကျမပြောရင်းနဲ့နှိကုံချုပ်တယ်ကြည်စွတင်ပါတယ်။ပြန်လေးလာဖို့ရအတွက်ကျမကြံပိုက်လေးတွေပေးထားပြီးသားဖြစ်ပါတယ်။ အိမ်မှာပြန်ပြီးနားလေလေလာလေလေနားလေလေလေဖရာသခင်ကကျမထက်တာရွဲ့အယောက်ချင်းစီကိုတာရွဲ့ဖွင့်ပြပါစေဆံကမုတ်တိမ်မရှိတဲ့သူတိုင်းကိုတာရွဲ့တာရွဲ့လေလာလေလေတိရှိလေလေရှားပွဲလေလေတွေ့ရှိလေလေဖြစ်ပါတယ်လို့ပြောရင်းနဲ့ညှုံချုပ်ပါတယ်တယောက်ချင်းစီကိုဖရာသခင်ကောင်းချီးပေးပါစေဘိုင်